ဘိုက်ကုန်တင်နဲ့ကိုယ်တိုင် manually ရေးရတဲ့ traditional ကုန်တင်ကြားမှာဘာတွေကွာခြားလဲဆိုတဲ့ဟာကိုအရင်ဆုံးနားလည်ရပါမယ်။ဘိုက်ကုန်တင်ဆိုတာကလူမျိုးကြီးရတဲ့ data set တွေနဲ့ train ရတဲ့ AI model ကိုအသုံးချပြီးကုန်ကိုရေးခိုင်းတဲ့အတွက်ကြောင့်ခိုင်ကြောက်ရှင်မြင့်မာပြီး complex ဖြစ်တဲ့ကုန်တွေကိုတင်ရနိုင်ပါတယ်။ပြီးတော့လေခိုင်ကြောက်ရှင် AI hallucination chance ရှိတဲ့အတွက်ကြောင့် AI တွေပါတဲ့ကုန်တွေကိုလည်းပြန်ပြီးရင်ပြီးနိုင်ပါတယ်။ အကယ်၍ကိုကိုတိုင်းကလာ programming fundamental တွေနားလည်ထားမှဆိုရှင်သူ့စီကပြန်ရလာတဲ့ code တွေကိုဘလို့ပြန်အသုံးချမှာလဲပြီးလို့ရှင်သူ့မှာပါတဲ့ error လေးတွေကိုဘလို့ပြန်ဖြေရှင်းမလဲဆိုတာကိုကိုတိုင်းသူ့ပြင်လို့ရပါတယ် traditional code တွေမှာကြတော့ programming fundamental ဒီအခြေခံတွေကိုကိုကိုတိုင်းကနားလည်ထားမှပြင် code တစ်ကြောင်းချင်းစီကိုတိချာလေးရေးရအတွက်ကြောင့်ကိုကောဘလို့လွတ်လွတ်တာလဲဘလို့မျိုးနေရာမျိုးမှာ error ကြုံလာလဲဆိုတာကိုကိုကိုတိုင်းစမ်းစစ်နိုင်ပြီးတော့ပြင်ဆင်လို့ရပါတယ် programming ရေးချင်းတွေကိုဖြည့်ထားခြင်းပြီးတော့ကိုပိုင် game တွေဖန်တီးတက်ခြင်းကျွန်တော်တို့ game maker မြန်မာအနေဖြင့်ဖွင့်လှစ်ထားပေးတဲ့ကို game ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ ဒီတန်းမှာမိတ်ဆွေက Unity Game Development ကိုအသေးစိတ်လေ့လာမှဖြစ်ပြီးတော့ Game သုံးခုကို3လပြင်ဖဏိတအောင်တရားပြေးသွားမှာပဲဖြစ်ပါတယ်။အတန်းကြီးကတော့2သိန်းကျပ်ကျတင်မှာဖြစ်ပြီးတော့အတန်းပြီးတဲ့အခါမှာလဲ Certificate နဲ့ Professional Game Developer တရားဖြစ်လာဖို့အတွက် Roadmap တွေကိုလည်းချပြပေးသွားမှာပါ။ကျွန်တော်ရဲ့အတန်းကတော့မေလ18ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့လူကြီး15ရောက်တာကန့်တတ်ထားတာမို့အခုပဲလာရောက်ထုတ်စားလိုက်ပါ